အီရတ်ထူတပ်ဖွဲ့ဝင်တွေဟာမိုးဆူးမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့အတွက် IS စစ်သွေးကြော်တွေကိုအ धिक ထိုးစစ်ဆင်မှုတွေစက်တိုက်လှုပ်ဆောင်ခဲ့ရမှာမိုးဆူးတက္ကသိုလ်ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။အီရတ်နိုင်ငံရဲ့အကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့မိုးဆူးတက္ကသိုလ်ဟာမြို့ကိုနှစ်ပိုင်းပိုင်းခြားထားတဲ့ Tigray မြစ်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိနေတာဖြစ်ပါတယ်။ အီရတ်အစံဖတ်တံပြန်ချိန်မုံရဲ့အဖွဲ့ CDS ရဲ့ပိုချုပ်မာအန်ဆာဒီကမိုဆူးတက္ကသိုလ်ကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်တယ်လို့ AFP သတင်းဌာနကပြောကြားခဲ့ပါတယ်။အီရတ်ပိုချုပ်ဆာဒီကအခက်ခဲဆုံးလို့ဆိုရမယ့်အဲ့ဒီတက္ကသိုလ်နေရာကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီးလာမယ့်၁၀ရက်အတွင်းမှာမိုဆူးမြို့အရှိချမ်းတစ်ခုလုံးကိုသိမ်းယူနိုင်တော့မှာဖြစ်တယ်လို့ပြောပါရတယ်။ဆလပီအီရတ်တပ်ဖွဲ့ဝင်တွေဟာ2016ခုနှစ်အောက်တိုဘာလ18ရက်နေ့ကစတင်ပြီ IS တွေရဲ့အဓိကခြေကုပ်စခန်းဖြစ်တဲ့မိုဆူးမြို့ကိုပြန်လည်သိမ်းယူဖို့အတွက်ထိုးစစ်ဆင်မှုတွေကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ရမှာလက်ရှိချိန်ထိမြို့ရှိချမ်းရဲ့85ရာခိုင်နှုန်းလောက်ကိုသိမ်းယူထားနိုင်ပြီဖြစ်တယ်လို့သူကပြောပါရယ်။အီရတ်ထူတပ်ဖွဲ့ဝင်တွေနဲ့အခြားတပ်ဖွဲ့တွေဟာမိုဆူးမြို့စစ်ဆင်ရေးကိုခက်တရက်ဆိုင်ထားပြီးနောက်အမေရိကန်ဥဆောင်တဲ့ညွန်ပေါင်းတပ်ဖွဲ့ရဲ့လေကြောင်းပစ်ကူနဲ့စစ်ဘက်ဆိုင်ရာအကြံပေးမှုတွေနဲ့အတူနှစ်တကူကာလမတိုင်မီမှာထိုးစစ်ဆင်မှုတွေကိုတကြော့ပြန်အရှိန်ဟုန်မြင့်လှုပ်ဆောင်လာခဲ့တာဖြစ်ပါရယ်။ ပြီးခဲ့တဲ့သတင်းပတ်နှစ်ခုအတွင်းအီရတ်တပ်ဖွဲ့ဝင်တွေဟာခရိုင်အများပြားကိုစီးနင်းဝင်ရောက်နိုင်ခဲ့ပြီးတိုက်ခရမြစ်ထိတိုက်ခိုက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုက်ဂရစ်မြစ်ကိုတရာအာလုံးပျက်စီးသွားခဲ့တဲ့အတွက်ကြောင့်လေမိုးဆူးမြို့ရှေ့ချမ်းက IS တိုက်ခိုက်ရေးသမားတွေဟာသူတို့အပြည့်အဝထိန်းချုပ်ထားနိုင်စေဖြစ်တဲ့အနောက်ဘက်ချမ်းကိုထွက်ပြေးနိုင်ခြင်းမရှိသလိုစစ်ရေးထောက်ပံ့တွေလည်းရယူနိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါဗျ။ရှီအောင်မြို့နယ်ဂျီဟတ်တွေရဲ့ခံတပ်တွေတရှိတဲ့မိုးဆူးမြို့အနောက်ချမ်းဟာခုခံမှုပြင်းထန်ဆုံးဖြစ်နိုင်တယ်လို့သတ်မှတ်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။